လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကဥက္ကာလို့ခေါ်တဲ့လူငယ်တယောက်ဟာပကိုးရိုးမှတောနယ်ဘက်ကိုသူ့တငယ်ချင်းများနဲ့တူလေးလာရေးခီးထွက်ရင်းနဲ့တောနတ်ထဲကိုမတော်တဆလမ်းပြောက်ပြီးဝင်ရောက်သွားခဲ့ပါတယ်။ဥက္ကာလည်းဖွဲနေပြန်တွေ့ဖို့အတွက်ပဲတောလန်းလေးတိုင်းပဲလမ်းလျှောက်လို့သွားနေစင်ပါပဲ။မလန်းမကန်တောလန်းတနေရာကနေထမင်းကိုရင်ရှားထားပြီးနတ်သမီးလာချောမောလာပါတဲ့အမျိုးသမီးငယ်လေးဟာသူ့ရှိရာရက်ကိုလာနေခဲ့တာကိုမြင်လိုက်ရသလိုအဲ့ဒီမျိုးသမီးရဲ့လက်ထဲမှာတော့ တယောက်ကိုတေးရွတ်တရက်စီကင်ဆောင်ထားတာကိုပါမြင်လိုက်ရပါတယ်။အုတ်ကလည်းသူတို့မမြင်စေရန်အတွက်ခြုံကွဲတနေရာမှာပုံအောင်နေလိုက်ပြီးအချိန်တော်ကြာချောင်းမြောင်းကြီးစုပြီးတဲ့နောက်မှာတော့အမျိုးသမီးအားလုံးဟာသူတို့ကင်ဆောင်ထားတဲ့တေးရက်များကိုနင်းရအသီးသီးမှဖွက်နေကြတာကိုတွေးလိုက်ရပြီးအဲဒီနောက်သူတို့အားလုံးဟာလည်းတောရဲ့တနေရာကိုထွက်ခွာသွားကြပါတယ်။ဒီမင်းကလေးတွေဘာကြောင့်များတည့်ရတေကိုဝတ်ထားခဲ့တာကိုသိချင်းစိတ်ပြင်းပြလာတာကြောင့်ပဲ အုပ်ကလည်းမင်းကလေးတွေဝတ်ထားခဲ့တဲ့တည့်ရများတွေမှာတရက်ကိုခိုးယူလိုက်ပြီးတော့မူလာပုံးခုနေတဲ့နေရာကိုပြန်သွားလိုက်ပြီးမင်းကလေးများပြန်လာတဲ့အချိန်ထိစောင့်နေခဲ့ရပေါ့ဒီလိုနဲ့မင်းကလေးများပြန်ရောက်လာတဲ့အချိန်မှာတော့သူတို့အားလုံးဟာဖွတ်ထားခဲ့တဲ့တည့်ရတွေကိုအတီးတီးပြန်ယူလိုက်ကြပြီးတော့လာရလန်းတိုင်းပြန်ထွက်သွားကြပြီမင်းမင်းကလေးတယောက်မှာတော့သူ့ရဲ့တည့်ရလေးဟာပျောက်ဆုံးနေတာကိုတွေ့လိုက်ရတာကြောင့်ပဲမင်းကလေးမှာစိတ်ကောင်းဖြစ်ပြီးငိုကြွေးနေခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့တင်းရွက်မရှိတာနဲ့ပဲသူမဟာရွာတဲကိုပြန်ဝင်နိုင်တော့မှာမဟုတ်တလို့အဲ့ဒီတရွက်လေးဟာပုံကောင်းနေတဲ့ရွာအတွင်းကိုဝင်ရမယ်လက်မှတ်ဖြစ်နေလို့ပါပဲအောက်ကလည်းအချိန်ကြာမြင့်စွာချောင်းကြည့်ပြီးတဲ့နောက်အဖြစ်ဖြစ်အားလုံးကိုမြင်တွေ့လိုက်ရတဲ့ခါမှာတော့သူပုံးနေရကနေထွက်လာလိုက်ပြီးသူလာနေတာကိုမြင်လိုက်ရတဲ့မင်းကလေးဟာလည်းအနှင်းငယ်ထိတ်လန့်သွားတယ်လို့အနာကိုရောက်တာနဲ့အောက်ကလည်းသူသိချင်တဲ့အရာများကိုစတင်မေးမြန်းလိုက်တဲ့ခါမှာတော့ မင်းကလေးဟာမိန်းမတွေနေတဲ့ထူးဆန်းတဲ့ရွာပြောက်ကြီးကနေလာခဲ့တဲ့လူဖြစ်ကြောင်းသိလိုက်ရတယ်လို့ပဲမင်းကလေးထံကနေကြားနေရတဲ့အကြောင်းအရာများအားလုံးဟာလည်းထူးဆန်းနေတာကြောင့်ပဲအုတ်ကာရဲ့စိတ်ဟာရွာကြီးရဲ့အကြောင်းကိုပိုပြီးသိကျင်လာခဲ့ပါတယ်။အဲဒီနောက်အုတ်ကာကမင်းကလေးကိုပြည့်ရည်ဆင်လိုက်ကပျောက်ဆုံးသွားတဲ့တိရွက်ကိုရှာဖွေပေးနိုင်ပါကသူ့ကိုရွာပြောက်ကြီးစီကိုခေါ်ဆောင်သွားရမယ်လို့ပြောလိုက်ပြီးမင်းကလေးမှလည်းရွေးချယ်စရာမရှိတော့တာမို့အုတ်ကာရဲ့ကံလန်းချက်ကိုလက်ခံလိုက်ရပါတော့တယ်။ဒီမှာကိုရွာဟူတော့လိုက်လို့ရပါတယ်။ ဒါပေမဲ့ကျမတို့ရွာမှာစီကန်းချက်တစ်ခုရှိတယ်ဒီစီကန်းလေးကိုပဲကိုလိုက်နာပေးပါရပါတယ်ညီမရေအခုစီကန်းအားလုံးကိုလိုက်နာနိုင်ပါတယ်အခုကျမတို့ရွာထဲကိုရောက်တာ ਨੇ ငါးပါးတီလာကိုခါဝဲပစိုးလို့မြင်းနေအောင်ဆောင်းထင်းရမယ်ကိုအဓိကကတော့မူတာဝါရဆိုတဲ့သူတပားပေါ်မှာလိန်ညာပြောဆိုခြင်းနှိမ့်ပြားခြင်းတွေကိုလုံးဝမပြုလို့ရဘူးကိုဒါလေးကိုတော့မှတ်ထားပေးပါအခုလိုက်နာနိုင်ပါတယ်ညီမရေအုတ်ကားတယောက်နင်းငယ်အံဩသွားတော်လေပါဇက်ကနေမဆိုင်မတော့သဘောတူလိုက်ပြီးနော် မင်းကလေးရဲ့တိရွက်ကိုရှာပေးသလိုဟန်ဆောင်လိုက်ပြီးတိရွက်ကိုပြန်လဲတွေးတဲ့ပုံစံမျိုးနဲ့တိရွက်ကလေးအားမင်းကလေးကိုပေးလိုက်ပြီးတော့သူတို့နှစ်ဦးလည်းရွာပြောင်ကြီးရှိရာကိုထွက်လာခဲ့ကြပါတယ်။ရွာထဲကိုရောက်တိုင်းနဲ့ပဲအုတ်ကားတယောက်ပူမိုအန်ဟောသွားခဲ့ရပါတယ်။သူပင်နေရာကိုကြည့်လိုက်ကြည့်လိုက်ကလေးများနဲ့အမျိုးသမီးများကိုသာနေရာတကာမှာတွေးရပြီးအမျိုးသားတဦးတယောက်ကိုမှသူရှာမတွေးခဲ့ပါဘူး။ဒီမင်းကညီမကိုအခုတစ်ခုလောက်မေးလို့ရပါလား။ဒီရွာမှာမင်းမသားတွေကြီးပဲရှိနေပြီးတော့ ဘာလို့များယောက်ျားသားတွေတယောက်မှမတွေးရတာတော့ညီမရေဒီမှာတွေးရတဲ့သူတွေအားလုံးဟာတစ္ဆာစကားကိုစောင့်ထိန်သူတွေနဲ့ကိုချင်းတရားကောင်းမွန်သူတွေပဲကိုမျိုးသားအများစုကတော့ငါးဘာသီလကိုမစောင့်ထိန်နိုင်ကြတဲ့အတွက်ကြွားနေပြီးတိုင်ထွက်ခွာသွားတတ်ကြရပြီနောက်တစ်ခါရွာကိုပြန်ဝင်လာလို့ဘယ်တော့မှမရနိုင်တော့ဘူးကိုအကိုလည်းကိုကိုကိုတတိထဆင်ကျင်နေတိုင်းမှာရွာသူမလေးနင်းပွင့်ကအုတ်ကာကိုသူမရဲ့မိခင်ဖြစ်သူဒေါ်နန်းထံခေါ်ဆောင်သွားခဲ့ပြီးဒေါ်နန်းနဲ့မိတ်ဆက်ပေးခဲ့သလိုအုတ်ကာတယောက်ဒီရွာမှာအတူနေထိုင်ခွင့်ပြုရန်တောင်းဆိုလိုက်တာကြောင့် ဒေါ်လန်းကလည်းရွာရဲ့စီကံသဘောတူညီချက်အတိုင်းပဲတစ္ဆာစကားကိုစောင့်သိမှာကခွင့်ပြုကြောင်းပြောခဲ့ပြီးအုတ်ကလည်းစီကံကိုလိုက်နာပါမယ်လို့ကတိပေးလိုက်ပါတယ်။အချင်းကြီးကလည်းကြာလာခဲ့သလိုအုတ်ကနဲ့နင်းပွင်းလို့လည်းအိုဂျင်တာအိုဂျင်တီကျိုးဂျင်တာကျိုးချင်းကြီးဆိုတဲ့စကားအတိုင်းပဲချစ်သူတွေဘွားကနေတူလက်ထပ်ပေါင်းသင်းခဲ့ကြတာကတိတ်မကြခင်ချိန်မှာပဲသူတို့နှစ်ယောက်ရဲ့ဘွားလေးတွေကိုတားယောက်ကြလေးတရားဝင်လာခဲ့တာပေါ့။ အောက်ကနဲ့နင်းပွင့်တို့မိသားစုလေးဟာတော့ကြွားပြောက်ကြီးမှာသားလေးနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ကြပေမယ့်တရက်မှာတော့သူတို့မထင်မှတ်ထားတဲ့အဖြစ်ဆိုးကြီးဟာသူတို့မိသားစုလေးစီကိုစိုက်စိုက်မြဲမြဲရောက်လာခဲ့ပါတော့တယ်။တနေ့မှာတော့ဇနီးတဲ့နင်းပွင့်အိမ်မှာမရှိချိန်ပါပဲ။အောက်ကပြောက်သားလေးကိုရင်ခွင်ပိုက်ပြီးထိန်းနေခဲ့ပေမယ့်မိခင်ကိုအလွန်တွေ့တာနေတဲ့သားလေးမှာတော့အော်ဟစ်ငွေယိုကမိခင်နင်းပွင့်ကိုသာတသားသားအော်ဟစ်ကြီးကြနေခဲ့ပြီးအောက်ခါကဘလို့ပင်ချော့စေကမူကလေးငယ်မှာတော့ငိုချင်းကိုလုံးဝမရက်ဖဲရှိနေခဲ့တာကြောင့် ောက်ဆုံးမှာတော့အုတ်ကလည်းစိတ်အိုက်လာခဲ့ပြီးကလေးကိုချော့စရာအချားနီးလန်းမရှိတော့တာကြောင့်ပဲကလေးငိုတိတ်ဖို့သာရည်ရွယ်ပြီးချော့မြူလိုက်ပါတော့တယ်။မငိုပါနဲ့သားလေးရဲ့တိတ်တော့နော်။အိုးဘလို့လုံးရပါမလဲ။သားလေးကကြီးကြလိုက်တာကွာ။အေးဟိုမကြီးဟိုမကြီးမေးလာကြီးမေးပြန်လာပြီး ဩကာကသားလေးငူတိတ်စီရန်အတွက်လင်ညာပြီးပြောလိုက်ပေမဲ့လေသူဒီရွာမှာနေထိုင်လိုပါကပေးထားတဲ့ဂရီတစာကိုစောင့်ထင်းရမယ်ဆိုတဲ့စကားကိုမေ့လျော့သွားတာကိုသတိရလိုက်ပေမဲ့လေအရာအားလုံးဟာတော့နောက်ကျသွားခဲ့ပါပြီဒေါ်နန်လည်းဩကာပြောလိုက်တဲ့စကားကိုကြားခဲ့ရပြီးဒေါ်နန်တယောက်ဩကာဟာပေးထားတဲ့ဂရီတစာကိုမစောင့်ထင်းနိုင်ခဲ့တာကြောင့်အလွန်ပဲဒေါသထွက်နေပြီးတော့သမီးဖြစ်သူနှင်းပွင့်ပြန်လာတဲ့အချိန်ထိစောင့်နေလိုက်ပြီးအဖြစ်ပြက်အားလုံးကိုပြောပြလိုက်ပါတော့တယ်အကိုရဲ့ ဘာလို့ဒီလိုလုံးမရတာလဲအခုစောင့်ထိန်မှမယ်ဆိုအခုတော့ရာအောင်ကပျက်စီးသွားပါပြီကိုရင်မင်းပွင့်ဟာဖြစ်ပြအားလုံးကိုတီးလိုက်ရတဲ့အချိန်မှာတော့ခင်မွန်းဖြစ်သူတစ္ဆာမစောင့်ထိန်နိုင်တာကြောင့်အလုံးမင်းစိတ်မကောင်းဖြစ်နေရပြီသူတို့နှစ်ယောက်အတူတကွအချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြသလိုတန်ရုံးစင်တွေကြောင့်ဖြစ်တည်လာတဲ့သားငယ်လေးငေးရွယ်စင်ပါပဲအခုလိုလမ်းကွဲချင်းမျိုးဟာမဖြစ်သင့်ပေမယ့်တရွာလုံးရဲ့စီကံချက်အတိုင်းပဲခင်မွန်းဖြစ်သူကိုရွာကနေထွက်သွားရန်နဲ့ဘယ်တော့မှပြန်မလာပါနဲ့လို့ဝမ်းနည်းစွာပြောခဲ့လိုက်ပါတယ် အဲဒီနောက်နင်းပွင်းကဥက္ကာအတွက်စားတောင်းတဲ့ရိတ်ခါများကိုဂယူးဆိုင်ထုတ်ပိုးခဲ့တယ်လို့သူတို့အိမ်မှာစိုက်ပျိုးထားတဲ့နန်းနှင်းထံများကိုဒူးဖော်လိုက်ပြီးတော့ဥက္ကာရဲ့လွယ်အိတ်ထဲကိုအပြစ်ထည့်ပေးခဲ့ကအကုန်လုံးကိုစီစဉ်ပြီးစီးတဲ့အခါမှာတော့ဥက္ကာလည်းဝမ်းနဲ့ပူဆွေးမှုတွေနဲ့တူဒေါ်နန်းကိုရှစ်ခိုးတောင်းပန်လိုက်ပြီးကန်တရားရဲ့ခွဲခွာခြင်းကိုမတက်တာပဲလက်ခံလိုက်ကဂျွာကနေထွက်ခွာသွားပါတော့တယ်။ကြံခဲတဲ့ဇနီးနဲ့သားငယ်လေးတို့မှာဘလို့ရှားပွေနေတိုင်းစားတောင်းရမယ်ဆိုတာစိတ်ပူနေခဲ့တော့လေဒီတဲ့ပူပြီးဘာမှမလုပ်နိုင်တော့ပါဘူး။ ဘလို့ပင်စိတ်ချဝမ်းနည်းနေပါစေ သူပေးထားတဲ့ဂရီကိုချိုးပေါင်းမိတာကြောင့်ပဲမိသားစုမှာခွဲခွာခဲ့ရပါတယ်စိတ်ကိုထိန်းချုပ်ပြီးတောအုပ်တွင်းကနေခီးဆက်နေနေပဲသူ့ရဲ့ပကုံးပေါ်မှာလွယ်ထားတဲ့လွယ်အိတ်ကအလွန်ပဲလေးလံနေတယ်လို့ခန့်စားနေရပြီးဒါဟာဇနီးတဲ့ထည့်ပေးလိုက်တဲ့ရိတ်ခါနဲ့နနွေးများကြောင့်သာဖြစ်မယ်လို့တွင်းနေမိခဲ့ပါတယ်အဲဒီနောက်အုပ်ကလည်းနနွေးတဲ့အချိုးကိုထုတ်ယူလိုက်ခါအလေးချိန်ပို့ဖို့အတွက်လမ်းမှာပဲပြစ်ချထားခဲ့ပါတယ် ဒါပေမဲ့လွယ်အိတ်ထဲမှာတော့လေးချိန်ဟာညော့သွားခြင်းမရှိဘဲအရင်တိုင်းလေးလံနေစေဖြစ်တာကြောင့်ဒီတစ်ခါမှာတော့အုတ်ကလည်းနနွေအားလုံးကိုပြစ်ချထားခဲ့လိုက်ပါတော့တယ်။သူဆက်ပြီးခီးဆက်ရံအတွက်ထုတ်ခွာတော့မယ့်အချိန်မှာပဲလမ်းဘေးတနေရာကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့သူပြစ်ချထားတဲ့နနွေတဲ့များဟာချက်ချင်းပင်ပေါက်လာပြီးချက်ချင်းကြီးထွားလာနေရာကိုမြင်လိုက်ရပြီးတော့နနွေဦးများကလည်းမြေကြီးထဲကိုတူးစရာမလိုပဲနစ်မြုပ်သွားတာကိုသူတွေးလိုက်ရပြီးမယ်။အုတ်ကကတော့ဒီရာကိုဂယူးမဆိုင်နိုင်တော့ပဲသူပကုန်းလာတက်တာသွားတဲ့အချိန်မှာတော့ သူလည်းခီးဆက်လက်လို့ထွက်ခွာလာခဲ့ပါတယ်။အုပ်ကတယောက်သူနေထိုင်ခဲ့တဲ့မြို့ကိုပြန်ရောက်ရှိလာခဲ့ပြီးမြို့မှာရှိနေတဲ့ဆွေမျိုးများအားလုံးဟာလည်းအံအုံးမှုတွေနဲ့တူဝိုင်းဝန်းလာကြပြီးတော့သူဘယ်ရောက်နေလဲ၊ဘာတွေဖြစ်ခဲ့လဲဆိုတာတွေကိုအားလုံးမေးမြန်းခဲ့ကြပါတယ်။ထူးဆန်းနေတာကအုပ်ကပျောက်ဆုံးနေခဲ့တာဟာဇလင်းနှစ်တိုင်းတိုင်းကြာခဲ့ပြီဖြစ်ပေမဲ့ ဥက္ကာမှာတော့အတံမကြီးပဲရင်တိုင်းရှိနေတာကိုတွေးလိုက်ရတာကြောင့်အားလုံးကအံဩခဲ့တဲ့ပြင်ဥက္ကာ၁၄နှစ်တိုင်တိုင်ပျောက်ကွယ်နေတဲ့အချိန်ဟာကြာလွန်းခဲ့တာကြောင့်ပဲသူ့ရဲ့ဆွေမျိုးများနဲ့လူတော်တော်များများဟာကွယ်လွန်ပြီးကြပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဥက္ကာနားလည်လိုက်တာကတော့သူရွာပြောက်ကြီးထဲမှာနေထိုင်ခဲ့တဲ့အချိန်ဟာဒီကဘာနဲ့ဆိုင်ရဲ့အချိန်ဟာလင်းမြန်စွာကုံသွားကြောင်တီးလိုက်ရတဲ့ခါမှာတော့သူလဲထိတ်လန့်လို့သွားခဲ့တာပေါ့။တကယ်တော့ကျွန်တော်အဲ့ဒီနေရာတော်ထဲမှာမျက်စိလဲပြီးမိန်းကလေးတွေပဲနေထိုင်တဲ့ရွာပြောက်ကြီးစီကိုရောက်သွားခဲ့တာ။ အဲ့ဒီမှာပဲဆက်ပြီးမိမယူခဲ့တယ်။သားလေးတယောက်ကိုလည်းမွေးခဲ့ပါသေးတယ်။ထူးဆန်းတာကကျွန်တော်ပျောက်ဆုံးနေတာ၄နှစ်လောက်ပဲလို့ကျွန်တော်ကထင်နေမိတာ။အခုဒီမှာက၁၄နှစ်ဆိုတော့ကျွန်တော်အခုထိမယုံနိုင်သေးဘူးဗျာ။အောက်ကမှနင်းပွင့်နဲ့တစ်ဆုံခဲ့ပြီးရွာပျောက်ကြီးကိုရောက်ရှိခဲ့ပုံနဲ့ရွာသူရွာသားများရဲ့နေထိုင်ပုံနောက်ဆုံးမှသူ့ရဲ့ဇနီးနဲ့တားကိုဆွန့်ဖွာခဲ့ရတော့အเจ้าညာအားလုံးကိုအသေးစိတ်စတင်ပြောလိုက်ပြီးသူဟာအဲ့ဒီရွာရဲ့စီကန်းချက်ကိုချိုးပေါက်ခဲ့ကမူသားစကားပြောခဲ့တာကြောင့်ရွာပျောက်ကြီးကိုဘယ်တော့မှပြန်သွားလို့မရတဲ့အကြောင်းတွေကိုအားလုံးကိုပြောပြခဲ့ပါတယ် ုပ်ကလည်းသူနဲ့အတူပါလာတဲ့နနွင်းတက်များကိုထိုးပြဖို့အိတ်ထဲကိုနိုင်လိုက်ခါနနွင်းများရဲ့ထူးခြားချက်အကြောင်းများကိုလည်းပြောနေရင်းနဲ့သူတတိယလိုက်တာကသူနနွင်းအားလုံးကိုလမ်းမှာပြစ်ချထားခဲ့တဲ့ဆိုတာကိုတတိယသွားပြီးအိတ်ထဲမှာနိုင်နေတဲ့သူ့ရဲ့လက်ဟာနနွင်းကိုရှာဖွေနေစင်ပါပဲ။မာကြိုးတဲ့ຢာတစ်ခုကိုဆမ်းမိလိုက်ပြီးတော့အုပ်ကလည်းအဲ့ဒီຢာကိုဆွဲထုတ်လိုက်တဲ့ခါမှာတော့ဝါဝဝင်းဝင်းနဲ့တောက်ပနေတဲ့ရွှေချောင်းကြီးတစ်ချောင်းဖြစ်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်မှာအုတ်ကလည်းသူပြစ်ချထားခဲ့တဲ့နနွင်းတက်များကိုချက်ချင်းတတိယသွားပြီးတော့ သူလဲပြစ်ချထားခဲ့တဲ့နန်းနွေးများကိုလိုက်လံရှာဖွေဖို့လာယာလန်တိုက်အလီမြန်မေသွားကြည့်လိုက်တဲ့ခါမှာတော့သူပြစ်ချထားတဲ့နန်းနွေးမေဟာရိုးရိုးတာမန်နန်းနွေးများဖြစ်နေတာကိုသာတွေးလိုက်ရတာပါအုတ်ကလည်းသူလုံးမိခဲ့တဲ့လောက်ရတိုင်းအတွက်စိတ်ပြတ်သွားကခေါင်းငိုက်ဆိုင်ချပြီးနေအင်ကိုပြန်လာခဲ့ပြီးတော့သူဟာကောင်းမွန်တဲ့ຢာတွေကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီးမေဒီຢာတိုင်းရဲ့တန်ဖိုးကိုမသိရတာကြောင့်ပဲအခုလိုဖြစ်ရချင်းဖြစ်တယ်လို့တန်ွေကားရပြီးတော့နေရင်ရှိရာကိုပြန်လာခဲ့ပါတယ် ဲ့ဒီချိန်ကစပြီးဥက္ကာတယောက်ရွာပြောက်ချင်းရှိရာပေါ်အမြဲတမ်းရှာဖွေနေခဲ့ပေမဲ့လေဘယ်တော့မှရှာလို့မတွေ့တော့ပါဘူးရွာပြောက်ချင်းမှာကြံခဲ့တဲ့ဇနီးနဲ့သားဟာဘလို့နေထိုင်စားတော့မယ်ဆိုတာကိုတွေးမိနေတဲ့စိုးရင်တော့ကတွေနဲ့တူလွမ်းဆင်းနေတဲ့ဥက္ကာတယောက်နောက်ဆုံးမှာတော့တယောစင်အားလုံးကိုဖျက်တော့လိုက်ပြီးရဟန်းဝတ်ပြီးဘဝတစ်လျှောက်လုံးတရားကျင့်ကြံကနေထိုင်သွားပါတော့တယ်ခင်ဗျာကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့မိမာတွေနေတဲ့ရွာပြောက်ကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် နောက်နောက်များမှာလည်းဒီလိုစိတ်ဝင်စားကြအောင်တဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ